ီစစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်ဒီစစ်တပ်ရဲ့ပုဂ္ဂိုလ်ကြီးတွေပေါ့စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကတဘာဘေးအန္တရာယ်ကြောက်လာတဲ့အခါမှာတို့ကူညီကြတဲ့ရေလို့ဖို့စိတ်ဆန္ဒအမှန်မရှိဘူးဆိုတာပေါ့နော်ကျွန်တော်ဖြစ်ပျက်နှစ်ခုနဲ့ကျွန်တော်ပြောပြအောင်မယ်ဒါကြောင့်ကြုံခဲ့တဲ့ဖြစ်ပျက်ပေါ့နာဂိဖြစ်တဲ့ချိန်တော့ကျွန်တော်ကထူးကုမ္ပဏီရဲ့လက်အောက်မှာရှိတဲ့ဒီဟိုတယ်တစ်ခုမှာကျွန်တော်အဲ့မှာဟို မန်နေဂျာလောက်တာပေါ့နော်လုံတဲ့အချိန်မှာနာဂစ်ဖြစ်တဲ့အခါကျတော့ထူးကုမ္ပဏီကပုံလေးပေါ်တာဝန်ယူတာပေါ့အဲ့မှာတာဝန်ယူတဲ့အချိန်မှာသူဝင်းကျုပ်အသိန်းစိန်ပေါ့ဘီလီအသိန်းစိန်လာမယ်ဆိုတော့သူကျွန်တော်လုံလုံတဲ့ဟိုတယ်ကဒီစပီဘုတ်ပေါ့နိုင်ငံသားတွေစီဘုတ်စပီဘုတ်ကိုသူပုံလေးကိုပို့ပေးရမယ်ပေါ့နော်ပို့ပေးရတဲ့အခါမှာကျွန်တော်လည်းအဲ့မှာရှိတာရှိနေတဲ့အခါမှာသူကဝင်းကျုပ်လာတယ်ပေါ့နော်အဲ့ဒါဒီဦးသိန်းစိန်ဘီလီအသိန်းစိန်လာတယ်ပေါ့သူလာတဲ့အခါမှာ သူပြောသူပြောသွားတဲ့စကားပေါ့နော်ဒါအခုတစ်ခါတော့သူဘာမှမပါခဲ့ဘူးပေါ့နော်သူလာတဲ့ပုံစံကြည့်ရင်ဟိုခိုင်းလို့လာတဲ့သဘောပဲပေါ့ပပားလေးပဲပေါ့နော်လူတွေအများကြီးတည်တယ်သူလာတဲ့လူလူတွေနာခဲ့ကြလူတွေအများကြီးတည်တယ်တည်တဲ့လူတွေပုံမှာသူတို့ဘာတွေဘာတွေလိုအပ်မယ်ဘာတွေဘာတွေပြီးမယ်ဆိုတဲ့ပြင်ဆင်လာတာမရှိဘူးဒီတိုင်းလေးလာတယ်လာပြီးတော့မှ ဒီတစ်ခါတော့ဘာမှပါဘူးကွာဆိုပြန်သွားတဲ့သဘောမျိုးပဲပေါ့နော် the for sure သဘောမျိုးလာတဲ့သဘောပဲပေါ့နော်အဲ့လိုဟာမျိုးကျွန်တော်တို့ခံစားရတာပေါ့တနောက်တယောက်လာတာတော့အဲ့တုံးကတော့တတော်ဝင်ကြီးတောင်းယူထားတဲ့ဘုโจသိအောင်ပေါ့အခုအဲ့ဒီချိန်တုန်းကတော့တတော်ဝင်ကြီးနေနေလာတယ်ဘုကလေးကလာလာတဲ့ခါကျတော့အဲ့မှာသူအဲ့အဲ့ speed boat နဲ့ပဲသူကဒီဘုကလေးမြေအောက်ဘက်ကိုလမ်းကြည့်တာလမ်းကြည့်တဲ့အခါမှာလူသေးလောင်းနေရမြေကဲ့ ကံပြီးဒီမှာကတ်နေတာတွေ့ရတွေ့တဲ့ခါကျတော့အဲ့မှာတယောက်ကပြောတာကျွန်တော်လူတော့မှတ်မိတော့ဘူးเนาะအာဒီအလောင်းနေလူလုံးမလဲပေါ့เนาะပြောချင်တာကငါစိတ်မပူပါနဲ့ဒါတွေကငါဆောက်ရလိမ့်မယ်ငါဘူးတည်းဆောက်ရမယ်လို့ပြောတာပါအဲ့လိုပြောတဲ့ခါကျတော့ဟိုကျွန်တော်တို့ကြားတဲ့ခါမှာတော့တော်တော်လေးတော့ဟိုဟိုအံ့ဩတာပေါ့เนาะအာဒီဒီလိုမျိုးဒီမဲ့ဒီဒီလူလေးတောင်းတွေရှင်းပြဖို့လိုတယ်လေ ဒီမြေပေးမှလူမြင်လို့မကောင်းဘူးเนาะနောက်ဒါတွေကဒီဟိုစိုးကြိုးတွေအများကြီးရှိနိုင်တယ်ဒါတွေကိုဒီစစ်တပ်မှာရှိတဲ့အင်အားနဲ့ဆိုရင်ဒါတွေမီးရှို့တာတွေရှင်းတာလုံးလို့ရတာဒါနဲ့သူတို့အဲ့လိုမလုံဖက်နဲ့ဒါတွေကငါးဆားသွားမယ်ဆိုပြီးပြောခဲ့တာပေါ့အဲ့တော့ပြောတဲ့စကားဆိုရင်သူအဲ့လိုလူတွေလောင်းနေကိုငါးဆားသွားလိုက်မယ်ငပူတင်းဆားသွားလိုက်မယ်လို့ပြောခဲ့တဲ့စကားကိုအဲ့တော့ RF မှာလွှင့်ကြတာကျွန်တော်တို့ကြားခဲ့ရမယ်ထင်ပါတယ်ကျွန်တော်များလည်းအဲ့တော့ခစ်ဆားသွားတာပေါ့နော် အခုတခါအခုမရောက်နိုင်အဒီဝေဒဝင်းမရောက်နိုင်နာဆာကလက်ထက်ကိုကြည့်ပြန်လို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကဒီရာသီဥတုဖောက်ပြန်မှုကိုစကြုံရတာ2008တည်းကပေါ့နော်ဒါနာနေစဖြစ်တဲ့အချိန်နဲ့ပညာရှင်တွေပြောတယ်ဒီမှာနိုင်ငံမှာရာသီဥတုဖောက်ပြန်မှုစပြီးဖြစ်နေတယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီမြန်မာနိုင်ငံမှာတစ်နှစ်ကိုအနည်းဆုံးရေ၃ချိန်ကြီးတာရှိတယ်မိုးမိုးမိုးလေမိုးသားပေါ့နော် ဘင်္ဂလားပြည်လောက်မှာဖြစ်တဲ့မုံတိုင်းเนี่ยမြန်မာနိုင်ငံရိုက်ခတ်ဖို့အရန်အလားလာကောင်းတယ်ပေါ့နော်အဲ့ဒီဘင်္ဂလားပြည်လောက်မှာဖြစ်တဲ့မုံတိုင်းเนี่ยမြန်မာနိုင်ငံနဲ့ဝန်နိုင်ရှိရှိတယ်အဲ့မြန်မာနိုင်ငံမှာတော့ရေကြီးတဲ့တဘာဘေးရနေရလဲကြုံရနိုင်တယ်မုံတိုင်းဘေးရနေရလဲမစ်စင်ကြုံကြုံရနိုင်ဒါအပြင်ကမှ तू ကဒီငလင်နဲ့ပတ်သက်တဲ့ပညာရှင်တွေကစောကြီးကပြောတာကျွန်တော်တို့ဒါသတင်းတွေမှာ ခက်ခဲရတယ်မြန်မာနိုင်ငံမှာဒီလိုမေးရင်ကြီးပြန်လှုပ်မယ်စကိုင်းပြည့်ရကျော်လှုပ်ဖို့နီးလာနေတဲ့သဘောမျိုးပြောလာတာရှိတယ်အဲ့လိုပြောတဲ့အတွက်ဒီ energy ဆိုတဲ့လက်ထက်ကတဘာဝဘေးကျန်ပုံငွေဖြစ်ကျန်ငွေဘီလီယံ၄၀၀သိန်းတာခြံထားခဲ့တာရှိတယ်ဆိုတော့ဘာဘေးနဲ့ချောက်တဲ့ခါမှာပညာရှင်တွေပြောတာအဓိကလူရဲ့အသက်ကို အမြန်ဆုံးကက်တင်နိုင်မှုတော့ကအရေးကြီးဆုံးအဲ့ဒီတော့ energy cell ထက်တော့သူရဟရစည်းဝဲခဲ့တယ်တဘာဘေးကဲဖို့အတွက်နောက်ပြီးအဲ့လိုဖြစ်လာတဲ့အခါမှာအလွယ်တကူဒီလူတွေရဲ့အသက်ကိုချက်ချင်းကက်တင်နိုင်မှုတော့ရမုံငွေဘီလီယံ400ကျော်ချန်ထားခဲ့တယ်အဲ့တော့စစ်တပ်ကအာဏာသိမ်းပြီးတော့2022မှာပဲတာဘွေမွေးမြောင်းလိုင်းကအခမ်းအနားနဲ့ခေါ်ပြီးတော့မှဒီတဘာဘေး ရမုံငွေကပိုက်ဆံတွေကိုဝင်းကြီးချုပ်တွေကိုသူကစီပွားရေးဖွင့်မျိုးဖို့ဆိုပြီးတော့ပေးပလိုက်တယ်။အချင်းမှသူပြောတာကသူကစီမံခန့်ခွဲမှုကောင်းတယ်ပေါ့နော်။အဲဒါအကျိုးရှိရှိသုံးတယ်လို့တော့ပြောတာ။ဆိုတော့မြန်မာနိုင်ငံလိုနိုင်ငံမျိုးကနှစ်ဆင်သဘောဘေးအနေနဲ့ကြုံတွေ့ရနိုင်တဲ့နိုင်ငံမျိုးမှာသဘောဘေးရမုံငွေဖြစ်နေထားတဲ့ပိုက်ဆံကိုသူကစီပွားရေးဖွင့်မျိုးဖို့ဖြစ်နေသုံးပလိုက်တယ်ပေါ့နော်။ဆိုတော့ဆက်လို့သုံးလိုက်တဲ့အတွက်ဘာအကျိုးဆက်ဖြစ်လဲဆိုတော့ ဒီမတက်ကရဲ့ကြီးမှုဖြစ်လဲပဲကောကုညီခဲ့တယ်လို့ဟိုပိုက်ဆံမရှိဘူးဆိုတော့လူတွေအများကြီးဟိုတည်ကြရတယ်ပျက်စီးဆုံးရမှုတွေအများကြီးဖြစ်သွားကြတယ်ပေါ့နော်ဆိုတော့အခုတစ်ခါလဲအခုဒါငလင်လုတ်တယ်အခုငလင်ကအရန်ကြီးရယ်အရန်အင်ပက်ကြီးရယ်ကျွန်တော်တို့သတင်းတွေမှာကြီးရယ်ပေါ့နော်ဘလောက်အင်ပက်ကြီးလဲဆိုရင်အခုဒီမြန်မာနိုင်ငံကိုလျှက်စစ်ပေးနေတရားစစ်တာအဖြတ်ပြုနေ National Grid ပေါ့နော် national grid ကြီးကလုံးဝရောက်သွားအဲ့ရလျှက်စစ်မပင်းတယ်ပင်းတဲ့အတွက်မြန်မာတနိုင်ငံလုံးဝအခုလျှက်စစ်မီမရဘူးဟာတချို့တာပိုင်နဲ့လဲတဲ့ guest တာပိုင်နဲ့လဲတဲ့နေရာတွေလောက်ပဲဒါလျှက်စစ်မီရဒါတော့ရင်တင်မို့လို့ပဲရတာပေါ့နော်အဲ့တော့ပျက်စီးဆုံးရှုံးမှုကအရန်များတယ်ဒီပျက်စီးဆုံးရှုံးမှုအရန်များတဲ့ချင်းတွေကိုပြန်လဲထူထောင်ရေးလုပ်ဖို့ဆိုတာပိုက်ဆံရှိဖို့လိုတာပေါ့နော်စပိုက်ဆံရှိဖို့လိုတဲ့ဒီလိုမျိုးစစ်တိုက်နေတဲ့ရွေး ူပိုက်ဆံဘယ်လိုမှရှိနိုင်မှာမဟုတ်ဘူးအခု तू ဒီစစ်အနာသိမ်းပြီးရကစစ်သုံးစိတ်တွေအရန်သုံးတဲ့တွင်နိုင်ငံဘတ်ဂျက်ကအရန်လိုဝင်ပြရပက်ဆံမရှိဘူးတဘောဘေးရနဲ့ကြားလာလို့ရှိရင်လူတွေအသက်ကိုလင်းလင်းမြတ်မြတ်ကယ်ဖို့ပြန်လည်ထူထောင်ရေးစစ်တကြလုပ်ဖို့ဆိုတဲ့စိတ်ကူးဟာကျွန်တော်တို့ကြုံခဲ့တဲ့နဝဒအစိုးရလက်ထက်ကအခုစစ်ကောင်စီလက်ထက်မှာဒီဗိုလ်ချုပ်ကြီးတွေမှာအဲ့လိုစိတ်ဆန္ဒမရှိဘူးသူတို့မှဘာသာတွေ့ရလဲဆိုတော့ဒီဟာကို ခုလုံးလုပ်ပြီးတော့တို့ဖော်ရှိုးလုပ်ဖို့ပေါ့နော်ဒီလိုပဲလှုပ်ဆောင်နေရမျိုးပဲကျွန်တော်တို့တွေ့ရတယ်တကယ်ပြည်သူလူထုပုံမှာစိတ်စိတ်စေနာအမှန်နဲ့ကုညီရင်နဲ့စိတ်ထားမျိုးကျွန်တော်တို့မတွေ့ခဲ့ရဘူးပေါ့နော်ဒီအခုငလျင်လှုပ်ခတ်မှုရဲ့သူပျက်စီးဆုံးရှုံးမှုအရန်ကြီးမားပါတယ်လူတွေအများကြီးတည်ဆုံးသွားကြတယ်လူတွေရဲ့စိတ်တန်ရာတွေအများကြီးဖြစ်သွားတယ်မိသားစုတွေဆုံးရှုံးသွားကြတယ် ဆိုတော့ဒီဟာတွေကိုပြန်လဲကူညီဖို့ဆိုတာကပိုက်ဆံရှိဖို့လိုတယ်နံပါတ်1စစ်ကောင်းဆောင်တွေမှာစိတ်ဆင်တာရှိဖို့ဆိုတော့နိုင်ငံတော်မှာဘတ်ဂျက်မရှိရတဲ့နေရာဘာမှလုပ်လို့မရနိုင်ငံတော်ဘတ်ဂျက်ရှိဖို့ဆိုတာလက်ရှိတိုက်နေတဲ့စစ်ပွဲကိုရပ်မှာသူ့အတွက်ဒီကူညီကြတဲ့ရေးကိုအတွက်ကိုပိုက်ဆံမများတောင်းနိုင်မှာစစ်ဆက်တိုက်နေတဲ့ရေးဒီကုညီကလေးလုပ်ငန်းတွေကဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ဖော်ရှိုးပဲရှိမှာ။လောလောဆယ်ခုနေပြီးတော့မှာ နိုင်ငံတကာနေကူညီကြစေဖွဲ့လာတယ်နေပြီးတော့မှပဲသူတို့လုံနိုင်တခြားနေရာတွေမလုံနိုင်တခြားဒီဇမန်လေးတို့စကိုင်းတို့ဒီလိုနေရာတွေမှာပြည်သူချင်းချင်းပဲကူညီနေရတယ်ပရိုက်တာဖွဲ့တွေပဲကူညီနေရတယ်အခုဆရာဝန်တွေဆေးကုပေးကြတယ်ဒါစစ်တပ်မှာဆေးမရှိဘူးလေဆေးဆေးဆေးကုတော်တွေမှာဆေးမရှိဘူးဒါကျွန်တော်စစ်ဆေးရပါရဂူတွေကိုကျွန်တော်ပြောပြတာနော်နောက်တခြားဒီဟိုဆရာဝန်ကြီးတွေကျွန်တော်ပြောပြတယ်ဆေးမရှိဘူးပေါ့နော်အဲအဲ့ အဲ့လိုအခြေအနေမျိုးပေါ့ဆိုတော့တကယ်လားသူတို့ဆိတ်ဆင်တာတကယ်မှန်ငယ်လို့ရှိရင် အာဒီလိုအခြေအနေတော့တိုင်းပြည်တော့ဖြစ်သွားပြီဒီလိုပြည့်စုံမှုတော့များလာပြီဒါလောအမတီတနိုင်ငံလုံးပြစ်ခတ်ရစေကြညာမယ်ပြီးလို့ရှိရင်ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံကျင်းသားအလုံးလှုပ်ပါမယ်ဒီကုံလုံးကိုဖိတ်ခေါ်ပြီးတော့မှကဲကုညီကလေးပြန်လဲထူထောင်ရေးလောအောင်ဆိုတာမျိုးဖိတ်ခေါ်မှာ ဒါပေမဲ့အခုချိန်ဒီစစ်တပ်ကဒီစစ်ပြည်ခတ်ရဆိုင်မကျညာတဲ့ပြင်ကျွန်တော်သတင်းတွေမှာဖတ်ရတယ်ဘုံကျဲနေတယ်ဆိုတဲ့သတင်းတွေမှာတွေ့ရတာ ਨੇ ဆိုတော့ဒါတွေကြည့်ကြရပြင်တို့ကဒီတဘာဘေးအဲ့နေဒီလောက်ကြီးမမာကြုံတာတော့မှဒါကိုစနစ်တကျအကူအညီကယ်ဆယ်ဖို့ဆိုတဲ့စိတ်ဆန္ဒမျိုးလုံးဝမတွေ့ရဘူးကျွန်တော်တို့အတွေ့အကြုံပေါ့နော်ဒါ ARV တိုင်းမှာနာခဲ့ဖြစ်တဲ့ချိန်မှာ နိုင်ငံတကာအကူအညီတွေရှိတယ် UN ကကူညီရတယ်ရှိတယ်အဲလိုချင်တော်တို့ဆောင်တို့အိမ်သုံးဆောင်မျိုးစီးတယ်အဲ့ဒါတွေကိုလေတာဝန်ရှိလွယ်ပုံရောင်းစားတာဒါကျွန်တော်တို့ကဟိုဟိုဟာပြောတာမဟုတ်ဘူးနော်စိတ်ကူးရင်ပြောတာမဟုတ်ကျွန်တော်တို့ကလက်တွေ့တွေ့တာကြုံမှုတာပေါ့နော်အဲ့တော့တချို့ဟာတွေကဟိုတကယ်ကိုအကောင်စားပစ္စည်းတွေပေးတာနိုင်ငံတကာဝယ်စီတွေအားလေအဲ့ဒါတွေကိုအကုန်လုံးတာဝန်ရှိသူတွေကတကယ်ဒုက္ခရောက်တဲ့လူတွေကိုမပေးဘဲနဲ့တဆင့်ပြန်ရောင်းစားတာပေါ့နော်ဒါ ဘလို့နှလုံးသားနဲ့ဒီလိုလောက်လဲကျွန်တော်နားလဲလို့မရဘူးခံစားလို့မရဘူးဒါကိုယ်နိုင်ငံသူနိုင်ငံသားတွေတကယ်ဒုက္ခရောက်ကြတာလေအိုးအိမ်တွေပျက်စီးသွားကြတယ်မိသားစုတွေတည်ကြည်ပျက်စီးသွားကြတယ်ဆိုတော့ဒါတွေကတကယ်ဖြစ်ခဲ့တာအခုလဲကျွန်တော်တို့ကဒီလူတွေရဲ့စိတ်ဆန်အခုလဲကျွန်တော်တို့မြင်နေတာကတော့ဒီလိုမျိုးပဲဖြစ်လာအောင်ပါပဲဟုတ်တယ်နိုင်ငံတကာအကူအညီတွေတရားပေးရင်ကျွန်တော်တို့30လောက်ရောက်ရပြည်သူလူထု30လောက်ရပါတယ်ဆိုတော့ပဲ မျောလင်းလို့ရနိုင်မယ်နေတာပေါ့ကျန်တာကတော့နာဂစ်တော့လို့ပဲဖြစ်လာနိုင်မယ်လို့တော့ကျွန်တော်တို့အဲ့လိုတော့ကိုယ့်ရဲ့အသိစိတ်ထဲမှာယုံကြည်နေတာပေါ့နော်